မင်္ဂလာပါသားတို့သမီးတို့ရေ Story World ကနေကြိုဆိုလိုက်တယ်နော်ဒီတစ်ခါသားတို့သမီးတို့ကိုပုံမြင်ပြောဖို့လှိမ့်ကြတဲ့သူကတီတီခိုင်ပဲဖြစ်တယ်နော်ဒီခိုင်ကသားတို့သမီးတို့ကိုကနန်းရဲ့လက်စားချေမှုဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်တယ်နော်ရှိရှိတုံးကကနန်းတကောင်ဟာလက်မကြီးနဲ့ခမင်းစုပ်တစုပ်ကိုညှမ်းပြီးရက်ကန်ရက်ကန်နဲ့ပင်လယ်ကဘာမှာတွားနေတဲ့ကွယ် အတော်ကြာတော့မြောက်တကောင်နဲ့တွေ့တယ်တဲ့မြောက်ရဲ့လက်ထဲမှာလဲတဲစီတစီပါတဲ့ကွယ်ကဲဒီလိုနဲ့မြောက်ကလဲသမီးစုပ်ကိုမြင်တော့တိတ်စားကျင်နေတာနဲ့တီရီတောင်ကြလာတယ်ဆိုပဲဒီတော့သူကကနန်းကိုလှမ်းပြောင်းလိုက်တယ်တဲ့မိတ်ဆွေကနန်းကြီးမိတ်ဆွေကနန်းကြီး မိတ်ဆွေရဲ့ထမင်းစုံနဲ့ကျုပ်ရဲ့တဲစီကိုလဲရရင်မကောင်းလေဘူးလားလို့လှမ်းပြောလိုက်တဲ့။ဒါပေမဲ့ထမင်းစုံနဲ့တဲစီလဲရမယ်ဆိုတာကတော့မတရားဘူးပေါ့ကွယ်။ဘာဖြစ်လို့လဲဆိုရင်ထမင်းစုံကအဖိုးတန်နဲ့တဲစီကတော့လမ်းမှာကောက်ယူရင် အလွယ်တကူရနိုင်တာကိုကွယ်။ဒါပေမဲ့ညံများတဲ့မြောက်ကတော့ချောချောမောမောနဲ့လှက်ပတ်ပြီးပြောတော့တာပေါ့။ မိတ်ဆွေကနန်းကြီးထမင်းစုပ်ဆိုတာကလေစားလိုက်ရင်ကုန်သွားတာပဲဗျနောက်ကိုပြန်မရနိုင်ဘူးတဲစီကတော့မြေကြီးထဲမှာချလိုက်ရင်တဲပင်ပေါက်လာတယ်တဲသီးတွေတီးတော့တသက်လုံးစားလို့မကုန်တော့ဘူးပေါ့ဗျဒီနှစ်လဲစားရတယ်နောက်နှစ်လဲစားရတယ်ဟိုးဟိုးနောက်နှစ်တွေမှာလဲစားရတာပဲဒါကြောင့်ထမင်းစုပ်နဲ့တဲစီလဲမလားလို့ကြုတ်ကပြောတာပါ ဒါပေမဲ့ခမားသဘောပါလို့ပလီပလာနဲ့ကြားကောင်းအောင်ချော့ပြီးပြောတော့ကနန်းကလည်းပျော့လာပြီးသမင်းဆုံးနဲ့တဲစီကိုလဲလိုက်ပါလေရောတဲ့ကွယ်။မြောက်ကလည်းသမီးစုပ်သူ့လက်ထဲကိုယောက်လာတယ်ဆိုရင်ပဲခဏမှမဆိုင်ဘူးပါဇက်သေးသေးပြီးညှို့ချလိုက်တော့တာပေါ့။ကနန်းကတော့တဲစီကိုယူသွားပြီးသူ့ခြံထဲကတောင်တောင်မှအပင်ပအောင်ချဆိုင်လိုက်လေတဲ့ကွယ်။ နောက်ပြီးတော့ကနန်းဟာလေနေတိုင်းနေတိုင်းပေါပြားကြီးကိုင်းပြီးတဲစီများချထားတဲ့နေရာကို သွားပြီးရေလောင်းပေးတယ်ပြီးတော့ပြောတဲ့တဲစီတဲစီ အပင်ပေါက်ရင်ပေါက်မပေါက်ရင် ဟောဤပေါပြားနဲ့ဒူးပြစ်လိုက်မယ်လို့ပြောတဲ့တဲစီခမရမာလဲဒူးပြစ်လိုက်မှာဆိုတော့စောစောပဲအဆုတ်ကလေးထွက်လာပြီးအပင်ကလေးပေါက်လာရတော့တာပေါ့ကွယ် ဒီတော့ခနန်းဟာလည်းနောက်ထပ်တစ်ခါကကြီးကြီးကိုယူသွားပြီးဒီလိုပြောလိုက်တဲ့တဲပင်ကလေးတဲပင်ကလေးမြမြန်ကြီးရင်ကြီးမကြီးရင်ဟောဒီကကြီးနဲ့ညှက်ပစ်လိုက်မယ်လို့ပြောပြန်တဲ့ဒီလိုနဲ့တဲပင်လဲညှက်ပစ်လိုက်မှဆိုတော့နေချင်းညာချင်းပဲတဲပင်ကြီးဖြစ်လာရတော့တာပေါ့ဒီတော့တခါခနန်းဟာရဲတင်းကြီးထမ်းလာပြီးပြောပြန်တဲ့ တဲပင်ကြီးတဲပင်ကြီးအတီးတီးရင်ဒီမတီးရင်ဟောဒီရဲတဲ့နဲ့ခုတ်လဲလိုက်မယ်လို့ပြောပြန်တဲ့ဒီလိုနဲ့တဲပင်ကြီးလဲခုတ်လဲပြစ်လိုက်မှာဆိုတော့အတီးတွေတီးပေးရတော့တာပေါ့ခဏကြားရဲဆိုရင်မဲတပင်လုံးတဲတီးတွေနဲ့ဝေးစာလာတော့တဲ့ကွယ်မကြခင်မှာပဲစောင်းဥပေါက်ရာဒီကိုရောက်လာတယ်တဲ့ကွယ် တဲ့ဒီတွေလဲမှဲ့လာကြတယ်ဇားကျင်စရာနဲ့နှီးရဲနေတာပေါ့အဲ့ဒီတော့ညံများတဲ့မြောက်ဟွာလေဒီလိုနဲ့ရောက်လာပြီးတဲပင်မကိုတက်တဲ့ဒီမှဲ့ချူချူတွေကိုစားပါလေရောတဲ့အဲ့ဒါကိုကနန်းကမြင်တော့တဲပင်အောက်ကိုသွားပြီးမြောက်ကိုလှမ်းပြိုးလိုက်တဲ့မိတ်ဆွေမြောက်ရေကျုပ်ကတဲ့ပင်မတက်နိုင်ပါဘူး ဒါကြောင့်မို့လို့တဲ့ဒီအမစ်တလုံးခူးပြီးပေးစမ်းမလို့ပြောလိုက်တဲ့။မြောက်ကဒီတော့ကောင်းပါပြီဆိုပြီးပြစ်ချပေးလိုက်တဲ့။ကနန်းကလည်းကောက်ပြီးကန်ကြီးလိုက်တာပေါ့။အမလီချင်လိုက်တာအချိုးတလုံးပေးပါလို့လှမ်းပြီးပြောပြန်တာပေါ့။ ဒါပေမဲ့မြောင်ငစင်းလဲကလည်းအစိမ့်တွေကိုသာတလုံးပြီးတလုံးခုခုပြီးကနန်းကိုပြစ်လိုက်တာကနန်းလဲဒံယာရီရပြီးအိမ်ထဲကိုဝင်းပြီးအိမ်ရတဲ့လဲနေရတော့တာပေါ့ကွယ်ဒီလိုနဲ့ကနန်းမာလေးချစ်စရာသားကလေးတွေသမီးကလေးတွေလည်းရှိတဲ့သူတို့အဖေကနန်းကြီးအိမ်ရတဲ့လဲနေရဆိုတော့စိတ်မကောင်းဖြစ်ပြီးငူကြယူကြစိတ်မကောင်းဖြစ်ကြတာပေါ့ကွယ် ဒီတော့အိမ်ကြီးချင်းဘဒူကောင်ကြီးကတနာတာနဲ့ကနန်းကလေးတွေနဲ့အတူမြောက်ကြီးကိုလက်စားချေပေးမယ်လို့ဂရီပေးလိုက်တဲ့တို့နဲ့ဘဒူကောင်ကြီးဟာပျော့ပျော့ဆူဆူနဲ့တောထဲမှာရှောက်ပြန်သွားပြီးတရင်လွှင့်လိုက်တဲ့အဲ့ဒီတရင်ကိုကြားတဲ့မောင်တစ်အေဒီရေ ကိုရွှေအဲ့ရေဥကျိတ်ဆုံးရေဆိုတဲ့ရဲဘော်တို့ဦးကလည်းဝိုင်းကူကြမယ်ဆိုပြီးထွက်လာကြတယ်တဲ့ ဒီတော့ကနန်းကလေးတွေနဲ့ရဲဘော်လေးဦးသားမြောက်ကိုလက်စားချေဖို့မြောက်ရဲ့အိမ်ကိုတွားကြလိုက်တာပေါ့ကွယ်။ကံအားလျော်စွာပဲအဲ့ဒီအခါမှာမြောက်ဟာအိမ်မှာရှိမနေဘူးတဲ့။အပြင်ကိုထွက်နေတဲ့ကွယ်။ဒါကြောင့်မို့သူတို့တွေတိုင်းမင်းပြီးတာဝန်ခွဲဝေယူကြတာပေါ့။မြောက်တဲ့အေဒီကမီလင်းဖိုထဲမှာပုံနေတယ်။ ကနန်းကလေးတွေကမိဖို့ကြောင့်ရေအိုးထဲမှာဝင်နေကြတယ်။ဘဒူကောင်ကြီးကပဲငပိအိုးထဲမှာခူဝင်နေတယ်လေကွယ်။ကိုရွှေအပ်ကမြောက်ရဲ့အိယာထဲမှာဝင်နေတယ်။ဦးကျိတ်စုံကတော့အိမ်ပတ်ဝအမိုးပေါ်မှာထိုင်ပြီးမြောက်ပြန်အလာကိုစောင့်မျှော်နေကြတယ်။ညနေဆောင်ကိုရောက်တဲ့အခါမြောက်စင်းလေးဟာ အိမ်ပြန်လာတာပေါ့။ တဲအေးပါလားတဲချမ်းပါလားနဲ့ညီညူပြီးမြောက်ဟာအိမ်ထဲကိုဝင်လာပြီးမိလုံမဲလို့မိလင်းဖို့နာမှာဝင်ထိုင်လိုက်တည်တဲ့မိဖို့ထဲမှာမိပုတ်ထားသလိုပူနေတဲ့မောင်တဲ့အေးဒီလဲဖုံးစုထပောက်ပြီးမြောက်ရဲ့တင်မားကိုမှန်လိုက်တာပေါ့အဲ့ဒီတော့မြောင်လဲအပူလောင်လို့မိဖို့ထဲပြေးဝင်ပြီးပူတဲ့နေရာကိုရေစွတ်ဖို့ရေအိုးအဖုံးကိုဖွင့်လိုက်တယ်ကွယ် အဲ့ဒီတော့အိုးတွေကကနန်းကလေးတွေကမြောက်ရဲ့လက်ကိုဝိုင်းပြီးညှက်ကြတာပေါ့အဲ့ဒီအခါမြောက်လင်းထိတ်ထိတ်လန့်လန့်နဲ့မီးလောင်နာကိုပင်ငပိနဲ့အုံမယ်ဆိုပြီးပင်ငပိအိုးကိုဖွင့်မာလျောတယ်ဒီလိုနဲ့ဘဒူကောင်ကြီးကဒီဒီဒီနဲ့ပြန်ထွက်လာပြီးမြောက်ရဲ့တကူလုံးကိုတုတ်တော့တာပေါ့ကွယ် ဒီတော့ဘာလို့ရမန်းကိုမသိတော့တဲ့အတွက်မြောက်စင်းလေးဟာအဲ့ရတဲ့ပြစ်လဲလိုက်ပါရောတဲ့လို့နဲ့အဲ့ရထဲမှာဝစ်နေတဲ့ကိုရွှေအပ်ကလည်းချက်ကောင်းရပြီဆိုပြီးမြောက်ကိုဟူနေရာဒီနေရာထိုးတော့တာပေါ့အဲ့ဒီအခါမြောက်ကလည်းအမလီပြကျုပ်အိမ်ထဲမှာကျုပ်နေစရာကိုမရှိတော့ပါဘူးလို့ပြောပြောဆိုဆိုနေပဲအိမ်ပေါဝါကိုထွက်ပြေးရတယ်ကွယ် အိမ်ပေါဝါကိုလည်းရောက်ရောအမိုးပေါ်မှာထိုင်နေတဲ့ဦးကျိန်းဆောင်ကဒုံးဆိုမြောက်ကျောပေါ်ကိုခုန်ချလိုက်တယ်ကွယ်။မြောက်လဲဦးကျိန်းဆောင်ကြီးပြီးပြီးမြေကြီးပေါ်မှာပြက်ပြက်ဝွင့်နေတော့တာပေါ့။အဲ့ဒီအခါကျမှမြောက်ဟာ အမလီပြကြေကြပါအောင်။နာလိုက်တာ နာလိုက်တာနဲ့အော်ရင် နောက်ဆုံးတော့မြောက်ဟာတောင်းမှန်ရတော့တာပေါ့ကွယ်။ ခွင့်လွတ်ကြပါဗျာနောက်ကိုမကောင်းတာမလုပ်တော့ပါဘူးခွင့်လွတ်ကြပါလို့တောင်းပန်ပြီးအချိန်ချင်းဂရိပေးတဲ့ဒီတော့မှကနန်းကလေးတွေရေဘဒူကောင်ကြီးရေမောင်တစ်အေဒီအခွန်တွေရေကိုရွှေအဲ့ရေဥကျိတ်ဆုံးရေစကားတပြောပြောရေရေမုံမုံနဲ့တော်လေးကိုပြန်ထွက်သွားကြတယ်ကွယ်အေးပုံမြင်လေးကတော့ဒါပါပဲကွယ် ားတို့သမီးတို့လည်းဒီခံအခုပြောသွားတဲ့ပုံမြင်လေးကိုနမူနာယူပြီးမိတ်ဆွေအချင်းချင်းပေးထားတဲ့ဂရုတွေကိုမဖောက်ဖျက်ပင်ဘီယိုတကားနဲ့ဖြတ်သန်းသွားနိုင်ကြပါစေလို့တီတီခိုင်ကဆန္ဒပြုလိုက်ပါတယ်နော်။